မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စတမရန်တင်ချာနဲ့ကအခန်းချက်ဆမျက်နာ6ကတိရသမလေးဒုဂျွန်နဲ့ဆက်လုံးပဲဖြစ်ပါတယ်ဒုဂျွန်ဆိုတာကပီရမစ်နဲ့ဆက်လုံးကတော့ sphere ဖြစ်ပါတယ်နော်တိရသမလေးတိရသမတင်မှာဒုဂျွန်ပီရမစ်အဲ့တော့ဒါက၄မျက်နာ2ဒါက student ဒုဂျွန်ဒါကိုဘယ်လိုကြည့်ပြီးတော့ခွဲမလဲ၄မျက်နာ2ဆိုတာဒီအောက်မှာမျက်နှာပြင်တစ်ခုရှိတယ်ဒီဘက်မှာမျက်နှာပြင်တစ်ခုရှိတယ် ဒီဘက်မျက်နှာပြင်တစ်ခုရှိတယ်ဒီဘက်မှာဆင်မတို့မမြင်ရတဲ့တစ်ဖက်မှာမျက်နှာပြင်တစ်ခုရှိတယ်အဲ့ဒါကြောင့်မလို့မျက်နှာပြင်၄ခုရှိတာဖြစ်လို့သူက၄မျက်နှာတူစတုယံတူထွန်ကြတော့ဒီအောက်မှာကစတုယံပုံစံလေးဖြစ်တယ်အဲ့ဒါကြောင့်မလို့သူ့ကိုစတုယံတူချွန်လို့ခေါ်တယ်စတုယံတူချွန်ဟုတ်ပြီနော်ပုံတဒဒမ6တီဒူဂျွန်ပုံများကိုပြထားတယ်ဒီမှာဒူဂျွန်ပုံတွေကိုပြထားတယ် ပုံတက်တက်မ6ကတင့်မှာဒုချွန်ဤအခြေခံသတိကံပုံတွင် အနာဆောင်3ခုရှိပြီးအခြေကသတိကံဖြစ်နေတယ် ါလေးကိုကြည့်မယ်နော်အခြေတိကံဖြစ်နေတယ်ပြီးတော့မှသူ့ရဲ့အနာဆောင်က၃ခုရှိတယ်၎င်းဤလေးမျက်နှာကျု tetrahedron ဟုခေါ်ပါသည်သူ့ကိုလေးမျက်နှာကျု tetrahedron လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီအခြေကတိကံပုံစံဖြစ်တယ်သူ့ရဲ့မျက်နှာပြင်ကတစ်ခုနှစ်ခု၃ခုဒီဘက်မှာနဲ့ဆိုရင်၄ခုရှိတာမို့လို့လေးမျက်နှာကျုဟုတ်ပြီနော် အဲ့တော့နောက်တစ်ခုကပုံတတတမ6နှစ်မှာဒုဂျွန်အစ်စုရန်ပုံအခြေတွင်အနာဆောင်၄ခုရှိတယ်။စုရန်ပုံအခြေတွင်အနာဆောင်၄ခုရှိပြီဒီမှာအနာဆောင်တွေတစ်ခု၊ခု၊ခု၄ခုအနာဆောင်၄ခုရှိပြီးတော့မှ၎င်းကိုစုရန်ဒုဂျွန်ဟုခေါ်ပါသည်တဲ့သူ့ကိုစုရန်ဒုဂျွန်လို့ခေါ်မယ်။ဒုဂျွန်တစ်ခုဤအခြေတွင်ရှိသောအနာဆောင်အရေအတွက်၅ခု၆ခုစသဖြင့်လည်းဖြစ်နိုင်ပါသည်တဲ့အဲ့တော့ဒုဂျွန်ရဲ့ အချိန်မှာအနာဆောင်၅ခုရှိတာ၆ခုရှိတာ ਈ လည်းဖြစ်နိုင်ပါတယ်တဲ့လူကျန်တစ်ခု ਈ ရိုင်နေတော့အနာဆောင်အလုံးပြည့်စုံသောနေရာကိုထိတ်ဆွမ်းမှ vortex ဆိုခေါ်ပါသည်လူကျန်တစ်ခုရဲ့အနာဆောင်နေအလုံးစုံတဲ့နေရာဒီနေရာပေါ့နော်အနာဆောင်နေအလုံးစုံတဲ့နေရာကို vortex လို့ခေါ်ပါမယ်ပြီးတော့မှဥပမာပုံတသသမ6ကျွင် A နဲ့ B တို့ဒီထိတ်ဆွမ်းမှတ်များဖြစ်ကြသည်အဲ့တော့ဒီမှာဆိုလို့ရှိရင်အပေါ်က A ဆိုတာဟာထိတ်ဆွမ်းမှတ်ဒီမှာက B ကထိတ်ဆွမ်းမှတ်တွေဖြစ်ပါတယ် ရပြီနော်။ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတော်ကလေးမျက်နာကျူရဲ့စတူရန်ဒုချင်ရဲ့တည်သွားပြီ။လေးမျက်နာကျူမှာကအခြေဒီတတိကံပုံ ဖြစ်ပြီးတော့မှစတူရန်ဒုချင်မှာကတော့အခြေကစတူရန်ပုံစံလေးဖြစ်နေမယ်ဟုတ်ပြီနော်။အဲ့တော့အင်္ဂလိပ်လိုကတော့လေးမျက်နာကျူဆိုတာ tetrahedron စတူရန်ဒုချင်ကတော့ square pyramid လို့ခေါ်ပါတယ်နော်။နောက်တစ်ခုကဆက်လုံး sphere အဲ့တော့ဆက်လုံးတစ်ခုဤပုံကိုပြထားသည်ဒီမှာပုံ3.5ခွန်ကဆက်လုံးအဲ့တော့သူ့ကိုရှင်းထားတာနောက်ထပ်ဘာမှမရှိဘူးဆိုတော့ဆရာမတို့ဒါလေးကိုဘယ်လိုလေ့လာကြမလဲဒီဆက်လုံးမှာ အနာဆောင်ဆိုတာမရှိဘူးဟုတ်ပြီနော်ဆက်လုံးမှာအနာဆောင်မရှိပါဆက်လုံးမှာအနာဆောင်မရှိဘူးနောက်တစ်ခုကညီညာပြန့်ပြူးလဲမျက်နှာပြင်မရှိဘူးသူ့မှာကခုံးနေတဲ့မျက်နှာပြင်တစ်ခုပဲရှိဒီမှာ ခုံးနေသောမျက်နှာပြင်တစ်ခုရှိတယ် ခုံးနေတဲ့မျက်နှာပြင်တခုရှိတယ်။ညဉ့်ညာပြန့်ဖြူသောမျက်နှာပြင်မရှိဘူး။အဲ့ဒါလေးကိုလည်းဆရာမရေးထားလိုက်မယ်။ညဉ့်ညာပြန့်ဖြူသောမျက်နှာပြင်မရှိပါဘူး။ ဟုတ်ပြီဒါတော့ဆိုရင်ကလေးတို့ရသွားပါပြီဆက်လုံးမှာပါမရှိဘူးလဲဆိုတော့အနာစားမရှိဘူးသူရဲ့မျက်နှာပြင်ဒီပါလဲဆိုရင်ခုံးနေတဲ့မျက်နှာပြင်ဖြစ်တယ်ညညာပြန့်ပြူတယ်မျက်နှာပြင်မရှိဘူးအဲ့တော့ဒါကတော့ဘော်လုံးနဲ့လည်းကလေးတို့ကမြင်ဘူးပြီးသားမလို့သူ့ဥပမာပြလို့ရတယ်ဆရာမတော့ဒီမှာဥပမာပြစီဟာဘော်လုံးကလေးတစ်လုံးရှိမယ်ပေါ့နော်ဒါတော့ဒီမှာတိပြီးသားပဲသူ့မှာညညာပြန့်ပြူတဲ့မျက်နှာပြင်မရှိဘူးခုံးနေတဲ့မျက်နှာပြင်ဒါလည်းရင်ရှိတယ်သူ့မှာအနာစားမရှိဘူးဟုတ်ပြီနော်ဒါဆိုရင်ရသွားပါပြီ အဲ့တော့လေးတသမတသမလေးမှာကြည့်မယ်လေးချင်ငယ်လေးတသမလေးမှာနံပါတ်ချက်ကဒုဂျွန်တခွင်းဤအနာဆောင်တို့သည်ဖြောင့်တန်းနေပါသလားတဲ့အဲ့တော့ဆရာမတို့ခုနကဒီဘက်မှာကြည့်ပြီးပြီဒုဂျွန်တွေရဲ့အနာဆောင်တွေကဖြောင့်တန်းနေပါတယ်ဒါဆိုရင်မိကုန်းကိုကောက်လိုက်မယ်ဒုဂျွန်တခွင်းဤအနာဆောင်တို့သည်ဖြောင့်တန်းနေပါသည်ဆိုရင်ရပါပြီနံပါတ်၄ကလေးမျက်နာဒုဂျွန်တခွင်းဤလေးမျက်နာဒုတခွင်းတွင်ရိုင်နေသောအနာဆောင်မိများရှိသည်နိ အဲ့တော့လေးမျက်နှာဂျူတစ်ခုမှာယိုင်နေတဲ့အနားဆောင်အဲ့ဆရာမတော့အဲ့ပုံလေးကိုတွားကြည့်လိုက်မယ်လေးမျက်နှာဂျူပုံကိုတွားကြည့်လိုက်မယ်ပြီးတော့မှယိုင်နေတဲ့အနားဆောင်ဘယ်နှခုရှိတယ်လဲဆိုတော့ကြည့်လိုက်အဲ့တော့လေးမျက်နှာဂျူမှာယိုင်နေတဲ့အနားဆောင်ဒီတစ်ခုနှစ်ခု သုံးခုရှိတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီဘက်ကလေးမျက်နှာဂျူတစ်ခုပဲယိုင်နေတော့အနားဆောင် သုံးခုရှိပြီနံပါတ်3ကစွေအန်တုကျွန်တခုတွင်ယိုင်နေတော့အနာဆောင်မြင်များရှိတယ်နေအဲ့တော့ဒီထိတ်ဆုံးမှတ်ကနေဒီလိုလေးယိုင်တာပေါ့နော်ယိုင်တာဒီ ၄ခုရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့စုရန်ဓုကျွန်းတစ်ခုတွင်ရိုင်နေသောအနားဆောင်၄ခုရှိပါသည်။အဲတစ်ခု၊ခု၊ခု၄ခုရှိတယ်။ဟုတ်ပြီနော်။နောက်တစ်ခုကနံပါတ်၄ဓုကျွန်းတစ်ခုတွင်မျက်နှာပြင်တို့သည်ညညာပြန့်ပြူးကြပါသလားတဲ့။အဲတော့ဓုကျွန်းဒီမှာမျက်နှာပြင်တွေကညညာပြန့်ပြူးကြသလား။အဲတော့ဒီမျက်နှာပြင်တစ်ခုပါနော်။ခုံးနေတာမရှိပါဘူး။ဒါကြောင့်မလို့ဓုကျွန်းတစ်ခုတွင်မျက်နှာပြင်တို့သည်ညညာပြန့်ပြူးပါသည်။နံပါတ်၅ဆက်လုံးတစ်ခုတွင်ညညာပြန့်ပြူးသောမျက်နှာပြင် မျက်နာညင်များရှိတယ်လေအဲ့တော့ခုနကကျွန်တော်တို့ကြည့်ပြီးသွားပြီဆက်လုံးတစ်ခုမှာညင်ညာပြန့်ပြူတဲ့မျက်နှာပြင်မရှိဘူးခုံးနေတဲ့မျက်နှာပြင်တစ်ခုသာလေးရင်ရှိတယ်ဆိုပြီးတော့ကြည့်ပြီးသွားပြီဟုတ်ပြီနော်ဒါကြောင့်ဒီအဖြေကိုရေးမယ်ဆက်လုံးတစ်ခုလေးညင်ညာပြန့်ပြူသောမျက်နှာပြင်မရှိပါနောက်တစ်ခုကဆလုံးတစ်ခုတွင် ဖြောင့်တန်းသောအနားဆောင်ရှိပါသလားအဲ့တော့သူကလည်းဖြောင့်တန်းတဲ့အနားဆောင်မရှိတာဖြစ်တဲ့အတွက်ကြောင့်ဆလုံးတစ်ခုတွင်ဖြောင့်တန်းသောအနားဆောင်မရှိပါ နံပါတ်9ဆက်လုံးတစ်ခုတွင်ခုံးနေတော့မျက်နှာပြင်မြင်ရရှိတယ်နိအဲ့တော့ဆက်လုံးတစ်ခုတွင် ခုံးနေတဲ့မျက်နှာပြင်တစ်ခုရှိတယ်ဆိုတာကိုရေးပေးမယ်ဆက်လုံးတစ်ခုတွင်ခုံးနေတော့မျက်နှာပြင်တစ်ခုရှိပါသည်ဆက်လုံးပုံတံရှိသည့်ရုပ်ဝတ္ထုနှမျိုးကိုဖော်ပြပါအဲ့တော့ဆက်လုံးပုံတံရှိတဲ့ရုပ်ဝတ္ထုကတော့ကလေးတို့ခုနဆံလို့ကြည့်လိုက်တဲ့ဘောလုံးဆိုရင်လည်းရတယ်နောက်တော့ရေတဲ့ကလေးတို့ဆော့နေတဲ့ခေါလီလုံးပေါ့နော် ခွာလီလုံးဆိုရင်လည်းရရတယ်။အဲဒါကြောင့်မလို့ဆက်လုံးပုံစံနဲ့ရှိသည့်ရုပ်ဝတ်ချက်ပစ္စည်းနှမျိုးမှာဆိုတော့ခွာလီလုံးနဲ့ဘောလုံးတို့ဖြစ်သည်ဘောလုံးနဲ့ခွာလီလုံးတို့ဖြစ်သည်ဆိုတော့ရေးပါမယ်။နောက်ထပ်နံပါတ်ကိုကြည့်ပါ။အဝဘုံများကိုလေးလာ၍ပေးထားသောဇာကိုဖြည့်ဆွတ်ပါတဲ့ဖြည့်ဆုံးစွာဖြည့်ဆွတ်ပါဒုဘုံမျက်နှာပြင်အရင်အတွက်ဒုဘုံမှာမျက်နှာပြင်အရင်အတွက်ခုနဆက်မှာပြောပြပြီးသွားပြီ၃ခုသူကအနာ၃နှရှိတယ်အခြေကအနာ၃နှရှိရင်တက်လာမှာက 3ခုတက်လာမှာဖြစ်လို့မျက်နှာပြင်က3ခုရှိမယ်။အောက်ကမျက်နှာပြင်နဲ့ကြတော့4ခုရှိမယ်။အဲ့လိုမျိုးလက်မှတ်ထားမယ်။ဟုတ်ပြီနော်။သူကအချိန်မှာ3ခုအနား3နားရှိတဲ့အတွက်ကြောင့်မလို့အနားဆောင်3နားဒါနဲ့တက်လာတယ်ဆိုတော့မျက်နှာပြင်က3ခုဖြစ်မယ်။အောက်ကအချိန်မှာရှိတဲ့မျက်နှာပြင်နဲ့ကြတော့4ခုရှိတယ်။မျက်နှာပြင်အရေအတွက်က4ခု။ပြီးတော့မှမျက်နှာပြင်ကမျက်နှာပြင်ရဲ့ပုံတန်းသည်တတိယမြန်နောက်တစ်ခုကဒေါမန်စတူဂန်တုံးဒေါမန်စတူဂန်တုံးမှာဒီမျက်နှာပြင်ကကလေးတို့သိပြီလားရှေ့မှာတစ်ခုရှိတယ် ဖို့ဘက်နောက်မှာတစ်ခုရှိတယ်။နှစ်ခုရှိသွားတယ်။ပေါ်မှာတစ်ခုရှိတယ်။အောက်ဆုံးမှာတစ်ခုရှိတယ်လေးခု။ဒီဘက်မှာတစ်ခုဒီဘက်မှာတစ်ခုဆိုတော့မျက်နှာပြင်က6ခုရှိတယ်။အဲ့တော့ဒီမှာ6ဆွေးမှာရေးမယ်။မျက်နှာပြင်ရဲ့ပုံသဏ္ဍန်ဒီဒေါမန်စတူဒီယိုမြန်။အဲ့တည်ပြီးတာဒေါမန်စတူဒီယိုမြန်။တော့ဒီမှာ6ခုဆိုရင်မရေးမယ်နောက်တစ်ခုကခုပါတော့ခုပါတော့ဆိုတာကလည်းသူရဲ့မျက်နှာပြင်အရေးအတွက်က6ခုရှိတာဖြစ်လို့ 6ခုလို့ရေးမယ်ဒီမှာကတော့မျက်နှာပြင်ရဲ့ပုံသဏ္ဍာန်သည်စတုရန်ဆိုတော့မျက်နှာပြင်သဏ္ဍာန်ကစတုရန်များဆိုပါရေးမယ်ဟုတ်ပြီဒီမှာနောက်ဆုံးကတော့စတုရန်ဒုဂျွန်ဖြစ်တယ်စတုရန်ဒုဂျွန်ကအနာဒီအောက်ကအခြေကမျက်ဒီအခြေဒီအနာလေးနားရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့မျက်နှာပြင်လေးခုဖြစ်မယ်ဒီဘက်မှာတစ်ခုဒီရှေ့မှာတစ်ခုအနောက်ကတစ်ခုဘေးကတစ်ခုမျက်နှာပြင်လေးခုရဲ့အောက်ကသူ့ရဲ့မျက်နှာပြင်နဲ့ဆိုတော့၅ခုရှိမယ် အဲ့တော့ဒီမှာကျတော့မျက်နှာပြင်ရဲ့တရံဒီအခြေမာဒီစုရံပုံ ဖြစ်ပြီးတော့မှဒီအပေါ်မှာကျတော့ဇိကံပုံဖြစ်တယ်အခြေစုရံပုံအခြေကစုရံပုံဖြစ်ပြီးတော့မှကြံလေးဖက်ကတိကံများဖြစ်တယ်ကြံလေးဖက်တိကံများ ခြံလေးဖက်ကတွေ့ကံများဟုတ်ပြီနံပါတ်10ကြည့်မယ်အောက်ပါပေးထားချက်များနဲ့ပြည့်စုံသော geometry ပုံဤအမိများကိုဖော်ပြပါစတုရန်ပုံမျက်နှာပြင်6ခုရှိတဲ့ပုံအဲ့တော့စတုရန်ပုံမျက်နှာပြင်6ခုရှိလို့ရှိရင်သူ့ကိုဥပဒုံလို့ခေါ်မယ်နောက်ကလေးတို့သိပြီလားဟုတ်ပြီနော်နောက်တစ်ခုကစတုရန်ပုံမျက်နှာပြင်2ခုနဲ့ဒေါမန်စတုကန်ပုံမျက်နှာပြင်၄ခုစတုရန်ပုံမျက်နှာပြင်က2ခု ဒေါမန်စတူဂန်ပုံမျက်နှာပြင်က၄ခုရှိလို့ရှိရင်သူကဒေါမန်စတူဂန်တော့ကလေးတော့ရလာတော့မသိပါဘူးနော်ဒေါမန်စတူဂန်တော့အဲ့တော့ပုံကလေးနဲ့ဆင်မန်းနည်းလေးဆွဲပြမယ်ဒီပုံကိုပဲကြည့်လိုက်မယ်ဟုတ်ပြီနော်ဒီဘက်မှာသူ့ရဲ့မျက်နှာပြင်ကဒီဘက်ကမျက်နှာပြင်နဲ့ဒါရဲဒါရဲဒီစတူရန်ဖြစ်ပြီးတော့မှဒီပေါ်မှာရှိတဲ့ မျက်နှာပြင်တစ်ခု၊ခု၊ခု၊၄ခုဒီမျက်နှာပြင်တွေကကြတော့ Downman Stugan လေးဖြစ်တယ်။ Stugan မျက်နှာပြင်၂ခုနဲ့ Downman Stugan မျက်နှာပြင်၂ခုရှိတယ်။ဟုတ်ပြီလား။ဒါကြောင့်မလို့သူဒီ Downman Stugan အဘယ်ဒီမှာ Stugan ပုံမျက်နှာပြင်၂ခုခုနဆက်မှာပြောတယ် Stugan ပုံမျက်နှာပြင်၂ခု Downman Stugan ပုံမျက်နှာပြင်၄ခုရှိတယ်ဆိုရင်သူက Downman Stugan တုံး Trigan ပုံမျက်နှာပြင်၄ခုမျက်နှာပြင်၄ခုလုံး Trigan ပုံ ဖြစ်နေလို့ရှိရင်ခုနဆက်မှာတော့ပုံမှာကြည့်ခဲ့ပြီးသားပုံကိုတစ်ချက်ပြန်သွားကြည့်မယ် မျက်နှာပြင်၄ခုစလုံးကတိကျံဖြစ်နေမယ်ဆိုရင်တစ်ခု၊နှစ်ခု၊ဟိုဘက်ကတစ်ခုရဲ့အောက်မှာတစ်ခုရဲ့၄ခုစလုံးကတိကျံဖြစ်နေမယ်ဆိုရင်၄မျက်နှာတုလို့ခေါ်တယ်ဟုတ်ပြီနော်ဒါလေးတွေတော့ကလေးတို့မှတ်ထားပါအဲတော့ဒီမှာဒါက၄မျက်နှာတုနောက်တစ်ခုက တိကံပုံမျက်နှာပြင်၄ခုနဲ့စတုရန်ပုံတောက်မှန်စတုကံမျက်နှာပြင်တစ်ခုရှိတယ်။တတိကံပုံမျက်နှာပြင်က၄ခုဒီမှာကြည့်ပြီလား။၁၂၃၄တတိကံပုံမျက်နှာပြင်က၄ခုနဲ့တောက်မှန်စတုကံပုံမျက်နှာပြင်ကတစ်ခုဆိုတော့ဒီအောက်ကအခြေသည်အခြေမျက်နှာပြင်ကတောက်မှန်စတုကံပုံမျက်နှာပြင်ဆိုရင်သူ့ကိုစတုရန်ဒုဂျွန်လို့ခေါ်တယ်။ဒါကြောင့်မလို့ဘေးနားမှာစတုရန်ဒုဂျွန်ဆိုပြီးတော့ရေးလိုက်ရုံပါပဲ။နံပါတ်၁၁ကအဘဇရာတွင်လိုအပ်သည့်တို့ကိုဖြစ်စွပ်ပြီး ပုံသေးနီ f + v - e = 2မှန်မှန်မှန်စစ်ဆေးပါတဲ့အဲ့တော့ဒီမှာဆက်မလို့ဖြည့်မယ်ဖြည့်ပြီးလို့ရှိရင်ပုံသေးလေးက f + v - e = 2အဲ့ဒါနဲ့ဒီမှာစစ်ဆေးပြီးတော့မှအဲ့ဒီဆက်သွယ်အချက်မှမှန်မှန်မှန်ကိုစစ်ဆေးပါမယ်တဲ့ဟုတ်ပြီနောက်မှစတူဂန်တုံးနောက်မှစတူဂန်တုံးမှမျက်နှာပြင်6ခုရှိတယ်ဒါဆက်မလို့ကြည့်ပြီးသားထိတ်စွမ်းမှတ်တွေက12ခုရှိမယ်အော် sorry ထိတ်စွမ်းမှတ်က8ခုအနားဆောင်က12ခုဟုတ်ပြီနောက်မရလို့ရှိရင် ပုံဆွဲကြည့်လို့ရပါတယ် ဲ့တော့သူကပုံတင်လေးမှမှန်လားမမှန်ဘူးလားဆက်ခိုင်းတာမလို့ရှမ်းမတို့ဒီမှာအစားထိုးကြည့်မယ်။ဟုတ်ပြီလား။အဲ့တော့သူရဲ့ပုံတင်လေးကဒီလိုရှိရဲ F F ဆိုတာဒီမျက်နှာပြင်အရေးချက်ကိုပြောတာ face ပေါ့နော် face က6ရှိတယ် minus V ဆိုတာဒီထိတ်ဆုံးမှတ်က8ရှိမယ်ပြီးတော့မှ plus uh, sorry ဒီမှာက plus ဒါက plus ဒီမှာ minus ဟုတ်ပြီ e ဆိုတာဒီအနားဆောင်အရေးအတွက်ဆိုတော့12အဲ့တော့ဆရာတို့ဒါကိုပေါင်းပြီးတော့မှ2ရမယ်ဆက်စေးကြည့်ပါမယ်အဲ့တော့ရှေ့အပေါင်း6က14ဆိုတော့14အနုစနစ်က2ရတယ်ဒါကြောင့်မလို့ဒီမှာမှန်တယ်ပေါ့နော်အဲ့တော့ကလေးတို့ကဒါလေးကိုအစားထိုးပြီးတော့မှဒီမှာတွက်ပေးမယ် 6+8+6+8-12 ဆိုပြီးမှတွက်မယ်ပြီးတော့မှ2ရတယ်ဒါဆိုရင်တို့ရဲ့ဆက်သွယ်ချက်ဒီမှန်ကန်တယ်ပေါ့ညီမလေးနော် နောက်ထပ်ဆက်သွားမယ်ခုပါတော့ခုပါတော့နဲ့ဒါမှန်စတူဒီယံလုံးဒီအကောင့်လုံးအချွတ်တူပဲဆိုတော့ face က၈ခုရှိမယ် vertex က၈ခုရှိမယ်ပြီးတော့မှသူ့ရဲ့အနားဆောင်တွေ၁၂ခုရှိတယ်အဲ့တော့သူ့ကိုလည်းကျွန်တော်တို့ဒီမှာတွက်လိုက်အဲ့တိုင်းပဲပြန်ရမယ်ဟုတ်ပြီနော်နောက်တစ်ခုက၄မျက်နှာဒု၄မျက်နှာဒုမှာသူ့ရဲ့အာဒီမျက်နှာပြင်အရေအတွက်က၄ခုရှိတယ်ဒီလိုတော့သိပြီသားဟုတ်ပြီလားမျက်နှာပြင်အရေအတွက်၄မျက်နှာဒုမှာ၄ခုရှိမယ် face swab မှတ် လေးမျက်နာကျူးရဲ့ထိတ်ဆုံးမှတ်အဲကလေးတော့မသိလို့ရှင်ဆရာမတို့ဘက်ကိုသွားပြီးတော့ကြည့်လိုက်ထိတ်ဆုံးမှတ်ဒီတစ်ခုနှစ်ခုသုံးခုလေးခုလေးခုရှိတယ်ဟုတ်ပြီနော်အဲ့တော့ဆရာမတို့အဲ့မှာလေးဆွေမှာစားထုံးမယ်နောက်တစ်ခုကအနာဆောင်အနာဆောင်ဒီတစ်ခုနှစ်ခုသုံးခုလေးခု၅ခု၆ခုရှိမယ်အနာဆောင်က၆ခုရှိမယ်ဟုတ်ပြီနော်အဲ့ဒီမှာဆရာမတို့အစားထိုးမယ်လေးမျက်နာတို့မှာဒါက၄ဒါက၆ဟုတ်ပြီဒါဆိုပုံသေးလေးမှသွားပြီးတော့မှတွက်မယ် အဲ့တော့4 4 6 6အဲ့တော့4 4က8 -6 ဆိုတော့2အဲ့တော့8 2ကအတူတာဖြစ်လို့ဒါလေးကလေးတို့ကဒီမှာအစားထိုးပြီးတော့မှတွက်ပြီးမယ်။နောက်တစ်ခုကစတုယန်ဒုချွန်။စတုယန်ဒုချွန်ရဲ့မျက်နှာပြင်အရေအတွက်ခုနကလေးဆရာမတို့ပြောပြပြီးစတုယန်ဖြစ်လို့ရှိရင်အောက်မှာမျက်နှာပြင်ကတခုသူကနေတက်လာတဲ့အနားကလေးနားဆိုတော့မျက်နှာပြင်အရေအတွက်ကငါးခုရှိမယ်။နောက်တစ်ခုက vertex vertex မှာလည်း အဲဒီစုံတဲ့ထိတ်ဆောမှတ်ကတစ်ခုဟုတ်ပြီနော်ဒီနေရာမှာဒီလိုမျိုးနေရာမှာတစ်ခု၊ခု၊၃ခု၊၄ခုရှိမယ်။ဒီရနေပြီးတော့တက်လာလို့တွေ့တဲ့နေရာမှာသွားတော့ဒီမှာတစ်ခုရှိတယ်။ဟုတ်ပြီနော်အဲ့တော့ပုံကတော့မလပါဘူး။အဲ့အဲ့ဆိုတော့ဒီမှာ၅ခုရှိသွားပြီ။အဲ့အကြောင်းမှ၅ဆိုမှရှိလိုက်မယ်။ထိတ်ဆောမှတ်က၅ခု။အဲ့တော့အနာဆောင်အရေအတွက်အနာဆောင်အရေအတွက်ကိုဘယ်လိုတွက်မလဲဆိုရင်သူက၄ခုရှိပြီလား။တက်လာတာ၄နေရာကနေတက်လာမှဒီ၄ခုတက်လာမှဖြစ်လို့၄အပေါင်း၄ဆိုတော့၈ခုရှိတယ်။ ဟဲ့ပြီနော်။နောက်ဒါကိုတွက်ရင်လည်း5 5 8ဆိုတော့2ပဲရ။နောက်ဒီမှာတွက်ပြီးမယ်။ long shape long shape မှာဒီမျက်နှာပြင်အရှိအထွက်မျက်နှာပြင်အရှိအထွက်3ခုရှိတယ်။ဟုတ်ပြီနော်။ taste ဆုံးမှတ်ကမရှိဘူး။အဲ့ဒါပြီးတော့အနားဆောင်အရှိအထွက်က2ခုရှိတယ်။ဒါမနေ့ကဆရာမတို့ပြောပြီးသား။ဟုတ်ပြီနော်။အဲ့တော့သူ့ကိုတွက်လိုက်ရင်3-2ဖြစ်လာမယ်3 2 2ဒီ is equal to 2နဲ့မညီတော့ not equal to 2 ကရော့ချွန်ကရော့ချွန်မှာကမျက်နှာပြင်နှစ်ခုရှိမယ်။ဒါကလေးတို့သိပြီသားနော်။အဲ့တော့ကလေးတို့ကမသိလို့ရှိရင်ရှေ့ရပုံတွေကိုပြင်ပြင်ကြည့်ပါ။မျက်နှာပြင်နှစ်ခုရှိမယ်။ပြီးတော့မှသူ့ရဲ့ထိတ်ဆုံးမှတ်ကရော့ချွန်မှာထိတ်ဆုံးမှတ်တစ်ခုရှိမယ်အဲ့လိုလေးပေါ့နော်။အဲ့တော့ကျွန်တော်ပြောရမယ်ရှင်နော်ဒီနေရာမှာထိတ်ဆုံးမှတ်တစ်ခုရှိမယ်။ဒါကဒီမှာမျက်နှာပြင်တစ်ခုရှိမယ်။ဒီမှာမျက်နှာပြင်တစ်ခုရှိမယ်။ထိတ်ဆုံးမှတ်တစ်ခုရှိမယ်။ဟုတ်ပြီ။ထိတ်ဆုံးမှတ်ကတစ်ခုအနားဆောင်အရေးအတွက်အနားဆောင်အရေးအတွက်ကတစ်ခုရှိတယ်အဲ့တော့အနားဆောင်အရေးအတွက်က ဒီနေရာမှာစုံတဲ့နေရာတွေမှာဒီအနာဆောင်အရင်အတွက်တစ်ခုရှိမယ်ဆက်လုံးဆက်လုံးမှာကမျက်နှာပြင်တစ်ခုရှိမယ်ထိတ်ဆွတ်မှတ်မရှိဘူးအနာဆောင်မရှိဘူးအဲ့တော့ဒီဘက်မှာဒီဘာပဲဖြစ်လာမလဲဆိုသူကလည်း not equal to 2ဒါကတော့2 1 1ဟုတ်ပြီနော်2 1 1ဆိုတော့သူကလည်း2ပဲရမယ်ဟုတ်ပြီနော် နော်ဒါကတော့ equal to 2အဲ့တော့ not equal to 2ဖြစ်တာဒီလုံးရှည်ရဲ့ဆက်လုံးရဲ့ not equal to 2ဖြစ်တာကလုံးရှည်ရဲ့ဆက်လုံးရဲ့